ခေါင်းပကာတနာမရှိလို့ပြည်သက်ချီကျူးခံခဲ့ရတဲ့နန္ဒလိုင်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးခရိုနီတထေးကြီးနဲ့အိမ်နာပြစ်သွားခဲ့တဲ့မင်းသမီးချောနန္ဒလိုင်ကတော့အမှုပညာအလုပ်တွေကိုမလုပ်တော့ဘဲရင်နာသွားခဲ့တာကြားပါပြီသူမဟာခရိုနီတထေးကြီးဇေတီဟာနဲ့လက်ထပ်ထင်းများသွားခဲ့ပေမဲ့ဘဝကိုအယုရှိဆုံးမဲ့ချက်တန်းနေခဲ့သူပါအခုဆိုရင်လေနန္ဒလိုင်တို့မိသားစုဟာဆန်တော်ရှင်ကြိုက်ကြီးစောင့်စီရော်ကြီးအတွက်ချက်သိမ်းပေါင်းတထောင်ကျော်လှူဒန်းခဲ့တာမို့ပြည်သက်တွေအားလုံးကကြည်နူးပီတိဖြစ်ခဲ့ရပါတယ် တိမ်ပေါင်းများစွာတန်တဲ့လက်ဝဲရတနာတွေမဝစ်စင်ထားပေမဲ့လည်းဂန်းကော်ပန်းတပွင့်ကိုသာပန်ဆင်ခဲ့တဲ့သူမရဲ့ရိုးရှင်းတဲ့အလှကအလုံးရဲ့ကြားမှာထင်ရှားနေပါတယ်။မွန်လူမျိုးတအုပ်ဖြစ်တဲ့တရုတ်ဆောင်နန္ဒလိုင်းဟာရုပ်ရည်ချုံမွန်လှပတယ်လို့ကိုလုံးကူပေါက်လှပတဲ့မင်းသမီးတစ်လက်ဖြစ်တာကြောင့်ပရိသတ်တွေကြားထဲမှာရီပန်းစာအပိတ်ခံခဲ့ရတဲ့မင်းသမီးတအုပ်ပေါင်းသူမအောင်မြင်ခဲ့တဲ့အချိန်ကရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီးတော့ရှင်နတာဆန်အိမ်တောင်တမန်သစ္စာရုပ်ရှင်ဇာတ်ကားတွေနဲ့ထက်ဆက်အကယ်ဒမီစုများရရှိခဲ့ပါတယ် ရုပ်ရည်ချောင်းမောလှပတဲ့မင်းသမီးဖြစ်တာကြောင့်သူမရဲ့အလှမမျောခဲ့ကြတဲ့ပရိသတ်မျိုးစုံလည်းရှိခဲ့ပြီးမြန်မာနိုင်ငံရဲ့အလှဆုံးမင်းသမီးလို့လည်းတင်စားခံခဲ့ရသူပါသူမဟာ2008ခုနှစ်မှာခင်မုန်းဖြစ်သူစေတီယာနဲ့လက်ထပ်ထိမ်းမြခဲ့ပြီးအိမ်အောင်ရှင်မတအူသမီး၃ယောက်ရဲ့မိခင်အနေနဲ့သာမိသားစုအတွက်အချိန်ပေးခဲ့ပါတယ်အသက်52နှစ်ရှိသွားပြီဖြစ်တဲ့နန္ဒာလိုက်ဟာအရင်လိုလှပနှုတ်ပြနေစေဖြစ်တာမို့ပရိသတ်တွေအားလုံးကအချီးကျူးခဲ့ကြပါတယ် ဇေဝတီလိုင်းဇေယတီလိုင်းနဲ့ဇေမတီလိုင်းဆိုတဲ့သမီးကျော်သုံးဦးကိုမွေးဖွားခဲ့ပြီးသမီးတွေကိုအနီးကပ်ထိန်းသိမ်းစောင့်ရှောက်ဖြစ်နေတာမို့အနုပညာလုပ်တွေကိုရနာခဲ့တာလို့လည်းဆိုပါတယ်။မိသားစုကိုချစ်မြတ်နိုးသူဖြစ်တာမို့မိသားစုဝင်အားလုံးကိုအနီးကပ်ပြုစုစောင့်ရှောက်တတ်သူလည်းဖြစ်ပါတယ်။သမီးလေးတွေအားလုံးကလည်းသူမလိုချုံမောလာပသူတွေဖြစ်တာကြောင့်အနုပညာရှင်တွေဖြစ်လာမလားဆိုတာအားလုံးကစောင့်မျှော်နေကြပါတယ်။